ဗရိတ်စနစ်ပူပြင်းမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာခရီးသည်တွေနဲ့လေယာဉ်အမှုတံတွေအားလုံးထိခိုက်မှုမရှိဘဲလေယာဉ်ကိုရပ်တန့်နိုင်ခဲ့ကြောင်းနဲ့ခရီးသွားပြည်သူတွေကိုအနှူးညွတ်တောင်းပန်ကြောင်းမြန်မာမျိုးသားလေကြောင်းလိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းထုတ်ပြန်ချက်မှာမေလ6ရက်နေ့16:35နာရီခန့်မှာမြန်မာမျိုးသားလေကြောင်းလိုင်းခရီးစဉ်အမှတ် UB812 ဖြစ်တဲ့ Boring SYLB လေးရင်ဟာမန္တလေးမြို့ကနေရန်ကုန်မြို့ကိုခရီးသည်143ကိုတည်ဆောင်ပြီးပြန်တက်ဖို့ပြုလုပ်နေစဉ်လေယာဉ်ပြေးလမ်းပေါ်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုဖြစ်ပေါ်လာတဲ့အတွက်လေယာဉ်မှုကပြေးလမ်းပေါ်မှာပြန်တမ်းမှုကိုရပ်တန့်ခဲ့ကြောင်းဒီလိုပြုလုပ်စဉ်လေယာဉ်ရဲ့ brake စနစ်ပူပြင်းမှုကြောင့်လေယာဉ်ရဲ့ဘယ်ဘက် တာယာတွေပွင့်ထွက်လင်းစင်မှုဖြစ်ပေါ်ခဲ့ပြီးမီးတောက်ဖြစ်လာခဲ့တဲ့အတွက်အချိန်မီနှိမ့်သက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါအပြင်ထုတ်ပြန်ချက်ထဲမှာ ကြံရှိတဲ့လေရင်ဘိန်းတွေကောင်းမွန်ပြီးလေရင်ပြေးလန်းရဲ့မြောက်ဖက်ထိပ်မှာဖေးရနေရဲ့ကင်းရှင်းစွာပြေးလန်းပေါ်မှာရပ်တန့်နိုင်ခဲ့ကြောင်း လေယာဉ်ပေါ်မှာပါတဲ့လေယာဉ်အမှုတန်းတွေလိုင်းနာကျင့်သုံးရတဲ့ safety operating procedure တွေအတိုင်းပြုလုပ်ခဲ့ပြီးခရီးသည်တွေနဲ့လေယာဉ်အမှုတန်းတွေအားလုံးထိခိုက်မှုတစုံတရာမရှိပဲဘေကင်းလုံခြုံစွာနဲ့လေစိတ်နားနေဆောင်ကိုပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ခရီးသည်တွေကိုရန်ကုန်မြို့ကိုအစားထိုးလေယာဉ်တွေနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပြီးခရီးသည်တွေရဲ့လိုအပ်ချက်တွေအတိုင်းအဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါ့အပြင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာမျိုးသားလေကြောင်းလိုင်းက ခီးသွားမိဘပြည်သူတွေကိုအနုညွတ်တောင်းပန်ကြောင်းနဲ့အခုမတော်တဆဖြစ်ပွားမှုကိုမြန်မာမျိုးသားလေကြောင်းအနေနဲ့စုံစမ်းစစ်ဆေးမှုတွေစနစ်တကျဆောင်ရွက်နေပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးခီးစင်မှာပါရှိတဲ့ခီးသည်တအူးကလေရင်စတက်ဖို့အချိန်ယူပြီးမှရုတ်တရက်ကြီး desktop အုပ်တာတိလိုက်တော့ဘာဖြစ်တာလဲပေါ့လေရင်ပြန်လှည့်ပြီးအချိန်ယူပြန်တက်တယ်ဘိန်းတန်ကမညက်တော့ဘူး တန်အတန်တွေထွက်လာပြီးကပ္ပတိန်ကလည်းဖြည်းဖြည်းချင်းပြန်ထိမ့်ပြီးလေရင်ကိုရက်လိုက်တယ်ဖျားပြေးတဲ့အတီတရားတစ်ခုကတငယ်ချင်းကိုပြောလိုက်တယ်ဘိန်းပေါက်ပြီလို့ဆိုပြီးလို့အဆိုပါခီးတဲ့ကသူ့အတွေ့အကြုံကိုလူမှုကွန်ရက်မှာရေးသားထားပါတယ်